မြတ်စွာဘုရားကသိတယ်။ဩငါဘုရားရဲ့ပုံမှာအလွန်တရာမှကြည်ညိုတဲ့စိတ်ကြည်လင်တဲ့စိတ်ကလေးသူ့မှာဖြစ်သွားတယ်။ဒါဆိုရင်လုံလောက်ပြီလို့မြတ်စွာဘုရားကသိတယ်။အဲ့ဒါနဲ့ဆက်ကြွားသွားတာပဲ။အဲ့ဒါခဏနေတော့သုတိစိတ်ချာသေးတာပဲ။နတ်သားတယောက်တော့ဖြစ်တယ်။အဲ့ဒါနဲ့သူကနတ်ပြည်ရောက်တော့ဩငါဘယ်ဘွားကလာတော့ဩဘယ်ဘွားကလာတာပဲသိတယ်ပေါ့။သိတော့ငါအဖေဩတော်တော်နှမျောတဲ့လူခုဘာတွေမြန်လုံနေတုံးလို့ကြည်တော့ သူ့ရဲ့အလောင်းကိုမြှုပ်နှံထားရတင်ညာကုန်းမှာလက်နှစ်ဖက်ကိုမြှောက်ပြီးတော့အော်ငါချစ်တဲ့တူဒီတော်သားလေးအခုဘယ်မြန်ရောက်နေလဲဘလို့မြန်တွေ့ရပါမလဲဆိုတော့အတင်းငိုနေတယ်တဲ့တကကြီးကအဲ့ဒါနဲ့ကြည်စမ်းရှေးကူလိုရာတုန်းကတော့ရှေးမကူပါပဲနဲ့တေးသွားပြီဆိုတော့မှတင်ညာကုန်းသွားပြီးတော့ငိုးနေတဲ့ဒီပုံနာကိုငါသွားပြီးတော့ပညာပြအောင်မယ်ဆိုပြီးတော့အဲ့ဒီမထကုန်းတလေးလူလင်ကဖြစ်ခဲ့တဲ့နှစ်သားက အရင်ဘုရားကမထကုံတလီနဲ့ပုံတရံလေးနင်းနေတူအောင်ဖန်ဆင်းပြီးတော့အဲ့ဒီနားမှာသူကလည်းအပြိုင်လက်နှစ်ဖက်ကိုမြောက်ပြီးတော့ငိုတယ်တဲ့အဲ့လိုငိုတဲ့အခါကျတော့အရင်ကပုပ္ပကပုံနာကဟာဒီအင်းကြီးကုံဒီတော်ထဲမှာငါတယောက်ထဲငိုနေတယ်မှန်တယ်ဒီကုံလေးကဘလို့ငိုနေလဲပေါ့အဲ့ဒါနဲ့ကြည့်တော့သူသားလေးနဲ့တူတယ်ဆိုတာလည်း तू သိဒါပေမဲ့ तू သားကတေသွားပြီဆိုတာလည်း तू သိတော့ तू သားမဟုတ်ဘူးလို့လည်းပဲ तू သိတယ်အဲ့ဒါနဲ့မြစ်တာကတော်တော်ဖြစ်နေတယ်ပေါ့ तू သားနဲ့တူတာဆိုတော့အဲ့ဒါနဲ့နေသမ်းပါဦး မင်းကဘာကိစ္စနဲ့ဒီနားလန်ကုန်နေတာလို့အဲ့လိုပြောတဲ့အခါကျတော့အဲ့ဒီနတ်သားကဖန်ဆင်းထားတဲ့လူငယ်ကဘာပြောလဲဆိုတော့ကျွန်တော်မှတဲ့ရွှေယတနာဖြင့်ပြီးတဲ့ယထာကိုယ်တွေတခုရှိ၏တဲ့အဲ့ဒီယထာကိုယ်တွေကိုတက်ဖို့အတွက်ဘိန်းတစုံလိုချင်တယ်အဲ့ဒီဘိန်းကမရှိဘူးဖြစ်နေတယ်အဲ့ဒီဘိန်းကမရဘူးဆိုရင်တော့ကျွန်တော်ကတည်သွားတာပဲကောင်းနေလို့ကျွန်တော်စိတ်ထဲမှာထင်ပြီးတယ်တည်မြန်တည်သွားလိမ့်လားမတည်ဘူးဆိုတော့ဆက်ငိုတယ်အဲ့ဒီဘိန်းကိုအဲ့လောက်ရချင်တယ်ပေါ့ ဲ့လိုပြောတော့တတိကြီးကတော်တော်လက်တနာသွားတယ်မငိုပါနဲ့မင်းရဲ့ယတနာနဲ့ပြီးတဲ့ယထာကိုတဲ့အတွက်တက်ချင်လားမင်းရွှေဘိန်းတက်ချင်သလားငွေဘိန်းတက်ချင်သလားဗရမ ्या ကြောက်စီထားတဲ့ဘိန်းမဲ့တက်ချင်သလားငါအကုန်လုံးကိုလုတ်ပေးနိုင်တဲ့အစွမ်းရှိတယ်ဒါကြောင့်မင်းကြိုက်တဲ့ဘိန်းကိုတော့မင်းတက်ချင်တဲ့ဘိန်းကိုငါဖြစ်အောင်လုတ်ပေးမယ်သူကမြစ်တာကဖြစ်နေပြီကိုသားနဲ့တူနေတာဆိုတော့အဲ့ဒီတော့ဟိုနှစ်သားကဘာပြောလဲဆိုတော့အဲ့ဒီရွှေဘိန်းတွေငွေဘိန်းတွေကြောက်တံဗရမ ्या တွေတက်ထားတဲ့ဘိန်းတွေကိုရချင်တာမဟုတ်ဘူးတဲ့ 肯定不要见那种事了。哦，讲言嘛，送送出来，外来骗你的，年年烂的，我百分之十五都赔了，几千的。哎，你年年烂的，我赔点钱的，他讲年年烂的，我先按手赔吧。哎，你得问哪几个？没熟没熟你的啦的。没，哎，你赔我没让落地卖出，那我地不坏是的，哎，你赔我了没让那么好。哎，你录表来看一下咯，看你讲买表多少种事了，没呀，我没的。 မြင်နေတာကိုရားကျင်လို့ငိုတဲ့လူနဲ့မမြင်တာကိုရားကျင်ပြီးတော့ငိုနေတဲ့လူဘယ်သူကပို့ပြီးတော့မိုက်မလို့ထင်လဲတဲ့အဲ့တော့ပုံနှန်းကြီးကစဉ်းစားကြည့်မြင်တာကိုလိုချင်တဲ့လူနဲ့မမြင်တာကိုလိုချင်တဲ့လူမမြင်တာကိုလိုချင်တဲ့လူကပို့မိုက်တာပေါ့အဲ့လိုဆိုရင်ခင်ဗျာစဉ်းစားကြည့်ခင်ဗျာသားအခုမရှိတော့ဘူးတဲ့မမြင်ရတော့ကျုပ်လိုချင်တာကမြင်ရတယ်တဲ့အစင်းကိုလည်းကျုပ်ပုံသဏ္ဍာန်ကောင်းကောင်းပြောနိုင်တယ်မြင်လဲမြင်ရတယ်မျက်စိနဲ့တအံ့မြင်ရတယ် ခမားကမမြင်တာကိုလိုချင်တာခမားပုံမိုက်တယ်မဟုတ်လားအဲ့ဒီတော့မှပုံနာကြီးကအာမင်းမရှိလေပေါ့မင်းဟာနတ်လားလူလားမင်းရဲ့စကားကြောင့်ငါရဲ့ရင်မှာဖြစ်နေတဲ့တောကတိဥတော်မင်းဟာငြိမ်းသွားပြီတဲ့မင်းသားအလွန်မှအတိပဲရှိတယ်အဲ့လိုပြောတဲ့အခါကျတော့တတိကြီးတဲ့အရင်ဘဝကအဲ့ဒါတတိကြီးရဲ့သားပဲအကုန်လုံးအဖြစ်မှန်ကိုပြောပြတယ်နေသားမအောင်နဲ့မင်းကဘာကောင်းမှုမှလည်းမပြုဘဲနဲ့ဘာအလှူဒါနလည်းပြုတာလည်းငါမမြင်ဘူးမင်းကတန်ငါတိတာပေါ့ ဘာဥပုံမှာစောင့်တာလဲငါမမြင်ဘူးငါအိမ်မှာဘာကောင်းမှုမှလုပ်တာလဲမရှိဘူးမင်းကအဲ့ဒါလို့နှက်ဖြစ်ရလောက်အောင်ဘာကုသိုလ်ရှိလို့နှက်ဖြစ်တာလို့အဲ့ဒီတော့မှတေဂာနီအနေထားလေးကိုပြောပြတယ်အလွန်တရာမှကြည်လင်နဲ့တန့်ရှင်းတဲ့ဘုရားရှင်ကိုတော်မြတ်ကြီးကိုဖူးမြင်ရတဲ့အတွက်ကြောင့်စိတ်ထဲမှာအလွန်မှအေးချမ်းတဲ့ကြည်နူးတဲ့ကြည်လင်တဲ့စိတ်ကလေးသူ့မှာဖြစ်ခဲ့တယ်ပေါ့အဲ့ဒီကြည်လင်တဲ့စိတ်ကလေးဖြစ်လို့လက်အုပ်ချီမဲ့လှုပ်ခဲတာတောင်သူလက်အုပ်မရှိနိုင်ဘူးဒါပေမဲ့စိတ်ထဲမှာတော့အလွန်မှကြည်လင်တန့်ရှင်းတဲ့ချမ်းသာတဲ့သဘောလေးသူ့မှာဖြစ်ခဲ့တယ် အဲ့ဒီစိတ်ကလေးနဲ့သေသွားလို့အခုနှက်ဖြစ်တာစိတ်ထဲမှာမြင်းနေရလို့ဒါသူယုံရတယ်စိတ်ကလေးဒီလောက်ကလေးနဲ့အဲ့လိုဖြစ်နိုင်မလားအဲ့ဒါနဲ့မဖြစ်ချေဘူးအဲ့ဒါလို့ဆိုလို့ရှိရင်မယုံလို့လည်းမရဘူးသူရှိမှလည်းမြင်းနေတာဘူးအဲ့ဒါလို့ဆိုရင်မြတ်စွာဘုရားဆိုတဲ့ပုဂ္ဂိုလ်ဟာအလွန်မှထူးကဲတဲ့ပုဂ္ဂိုလ်ပေါ့အဲ့ဒီမှာသူဟိုမထာကုန်နေလိနေသားကဟိုဘုရားတရားတန်ခါရဲ့ဂုံကျေးဇူးကိုပြပြီးတော့ ၅ဘာသီလကိုရှောက်တည်ဖို့အဆုံးမပေးတယ်ပေါ့အဲ့ဒါနဲ့နောက်နေ့ရောက်တော့တရားမှုရှိတဲ့တန်ဃာတော်တွေအိမ်ပင့်ပြီးတော့မြို့ထဲကပိဋကတ်တွေလည်းအများကြီးလာကြတယ်ပေါ့ငကုတုံးကဘာမှလှူညံ့တန်းခြင်းမရှိတဲ့ဘာဘာသာတရားမှမရှိတဲ့ပုံကိုတယောက်ကဒီလိုမျက်စွာဖရာကိုပင့်ပြီးတော့ဆုံးကတ်တယ်ဆိုတော့တချို့ကလည်းပဲမယုံသင်ကမျက်လုံးနဲ့ပေါ့လေအာလုံးစုမိကြတယ်အဲ့ဒီမှာလူကြားထဲမှာမျက်စွာဖရာကိုသူကပြဿနာတစ်ခုအနေနဲ့မေးတယ်အရှင်ဖရာ အရှင်ဘုရားကိုကြည်ကြည်လင်လင်ကြည်ညိုတဲ့စိတ်ကလေးကြောင့်တတဝတုတယောက်ဟာနှက်သွမ်းဖြစ်နိုင်တယ်ဆိုတာအဲ့ဒါဖြစ်နိုင်လားတဲ့အဲ့ဒီလိုမေးတော့မြတ်စွာဘုရားကဒကာကြီးဒကာကြီးကိုယ်တိုင်ပဲသင်္ချိုင်းကုန်းမှာတွေ့ခဲ့ပြီမဟုတ်လားတဲ့တင့်ရတာမထကုန်တည်းတင့်ကိုဘာတွေဘာတွေလာပြောတယ်အဲ့ဒီမှာသူတို့နှစ်ယောက်အချီချာပြောတဲ့စကားတွေကအလွန်လည်းပဲမှတ်သားစရာကောင်းပါလေအဲ့ဒါတွေကိုမြတ်စွာဘုရားကတလုံးမကြံအကုန်ပြန်ပြောနော်အဲ့ဒါလိုပြောတော့မှဘေးကပေးတဲ့ကလည်းအလွန်မှအံ့ဩတယ် တချို့ကလည်းမယုံညံ့ဘူးပေါ့အဲ့ဒါလိုမယုံတဲ့ပုံကိုယ်တွေလည်းရှိနေတော့မြတ်စွာဘုရားကမထကုံဏလီနတ်သားလာရောက်ပြီးတော့တသက်ခံစီတည်းလို့အဋိဋ္ဌံတယ်လို့ဆိုတယ်အဲ့ဒီမှာနတ်သားကိုယ်တိုင်ရောက်လာပြီးတော့ဒီကောင်းမြတ်တဲ့စိတ်ကလေးကိုအခြေခံပြီးတော့ဒီအကျိုးကျေးဇူးကိုသူရပါတယ်ဆိုတာကိုပေးသက်တွေကိုလာပြီးတော့ပြောနေတယ်ဒါကလည်းပဲအလုံးမအံ့ဩစရာကောင်းတဲ့ကိစ္စပေါ့နော်အဲ့ဒီမှာမြတ်စွာဘုရားယခုနကဦးရှင်တို့စောစောကရွတ်ခဲ့တဲ့ဂါထာလေးကိုမြတ်စွာဘုရား ရောက်ရှိလာတဲ့ပေးသက်ကိုဥတည်ပြီးဟောပြတယ်။မနောပုဗ္ဗေကမဓမ္မမနောတိထာမနောမယံမနတသိပတန်နေနဘာတတိဝါကတောတိဝါတတော်နံဒုက္ခမတွေတိစာယဝအနုပါယိနိ။နော်။ကြည်လင်တဲ့စိတ်ကလေးနဲ့ပြုမယ်ပြောမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့နောက်ကိုချမ်းသာဒုက္ခတွေဟာအစင်လိုက်လာတယ်။ကိုယ့်ရဲ့အရေးဟာကိုယ့်ရဲ့နောက်ကအမြဲတမ်းလိုက်နေတယ်လို့မျိုးဆိုပြီးတော့မြတ်စွာဘုရားဟော။ အဲ့ဒီဂါထာရဲ့အဆုံးမှာကျွတ်တန်းဝင်ကြတဲ့တတ္တဝါတွေလည်းအများကြီးဆိုပြီးတော့ဒါမှတ်တမ်းတင်ထားတာရှိတယ်ပေါ့အဲ့တော့ဦးရှင်တို့ပြည်သက်ပေါင်းသူတော်ကောင်းတို့ဒုတိယမှတ်သားရမယ့်အချက်ကလောကကြီးမှာ ကောင်းမြတ်တဲ့စိတ်တွေချမ်းသာဒုက္ခဒီဥသောအချိုးကျစုကိုရတဲ့နေရာမှာအလွန်မှဗ ራ ဏကြတဲ့အကြောင်းတရားလို့ဒါကိုနားလည်ကြဖို့